ဟယ်လိုအလုံးမမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါတယ်ဆိုတော့ညကလည်းကျွန်တော်တို့ဒါအန်တိုနီဆန်တိုးစ်ကရီယယ်ဘက်တစ်နဲ့ဒီဗယ်လန်စီယာတို့1-1တရေကျခဲ့တဲ့ပွဲမှာတကူးသွင်းသွားတယ်ဗျာတကူးသွင်းသွားပြီးတော့အာဒီယာဒီကပြီးတော့ကျွန်တော်ဖြစ်သွားပြီဒါအပြင်သူတို့လာမဲ့နောက်ထပ်4ရက်လောက်5ရက်လောက်နေလို့ရှင်လည်းပဲ Chelsea နဲ့ဒါ Conference League Final ကျွန်တော်ကစားရအောင်ပဲအဲအဲ့မှာလည်းကျွန်တော်အန်တိုနီဆန်တိုးကစားရအောင်ပဲအဲ့ဒါပြီးပြီဆိုတာနဲ့အငှားနဲ့ဗျာကျွန်တော်တို့ဒါသွားတဲ့ကစားမဆိုတော့ကိုအသင်းစီကိုပြန်လာနိုင်မှာပေါ့လေ တော့အန်တိုနီဆန်တိုနဲ့ပတ်သက်လို့လည်းရှိဘက်တင်မှာခြေစွမ်းပြနေတော့ဒီအနာဂတ်ဘာတွေဖြစ်လာမလဲပေါ့နော်ကစားမဖြစ်သူကိုဘက်တစ်ကပဲအပြည့်အဝခေါ်သွားမလားယူနိုက်တက်ဘက်ကရောဆက်ပြီးတော့မြန်ထားအောင်မှလားပေါ့ဘာလို့လဲဆိုတော့အပြောင်းရွှေ့ဒီမှာကိုရီကဘယ်လိုပြောမလဲဒီတိတ်ပြီးတော့ထူးထူးခြားခြားငွေတွေတုံးနိုင်စွမ်းရှိတော့တဲ့အခြေအနေမျိုးမှာမရှိဘူးအဲ့ဒီတွေကမှ ကိုရဲ့အငှားချထားတဲ့ examiner တွေကိုအတင်းမှာပြန်ထားမယ်ဆိုရင်ဟာလက်ရှိမှာအန်တိုနီဆန်တိုးကသာအတင်းတော်ဆုံးပဲဘာညာပြောလာကြတာလေးကျွန်တော်ရှိတယ်ပေါ့ဗျာဒီတော့အန်တိုနီဆန်တိုးရဲ့အနာဂတ်ဒီဘာရီမြန်ဖြစ်လာမလဲပေါ့ဆန်တိုးကညကတကူးသွင်းသွားပြီးတော့သူလာလီဂါမှာသွားကစားတဲ့ပွဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ကိုကိုသွင်းထားတယ်ငါကိုဖန်တီးပေးထားတယ်ဒါဟာလေးလအတော်တွင်းတော့ယူနိုက်တက်ကနေပြီးတော့ဆန်တိုးဒီဘက်တစ်ကိုသွားကစားတဲ့လေးလအတော်တွင်းမှာကိုကိုသွင်းပြီးတော့ငါကိုဖန်တီးပေးထားတယ်ဒါဒါက ဘယ်လိုပြောရမလဲလက်ရှိတော်တော်ကိုကောင်းတဲ့ form နဲ့မှာပါတယ်ဗျာညကဒီ twin သွားတာဆိုလို့ချင်းလည်းလေဘောင်းတင်းကအငှားချထားတဲ့ဒီဂျော်ဂျီယာကုသမမာမာရရှိဗီလီလာသူ့ကို twin ထားတယ်တောင်တဲ့ကို twin သွားတာအမလီသူ့ရဲ့ပုံစံတိုင်းပဲအိုက်ကျင်းကလေးကျင်းကလေးနေတာပဲ twin တာအဲ့လိုမျိုးတွေကြီး twin တာဆိုတော့ဟိုသူကတော့ပွဲပြီးမှာတော့ဗျာသူ့အနေနဲ့ပေါ့နော်အာမနဲ့အိယာထားတဲ့အချိန်ကစပြီးတော့သိတယ်မလားအိယာဝင်တဲ့အချိန်ကြီးကိုပဲတနေ့ကုန်ဘက်တင်မှာရှိရတာပျော်တယ်ပေါ့သိတယ်မနော်ဒါသူ့အနေနဲ့ comfortable ဖြစ်တယ်ပြိတက်တွေကလည်းလုံးဝတကယ်အမခံမဲပါညာပျော်တယ်ပေါ့လေ ဆိုတော့ဒါကစားမတယောက်ကအတင်းတင်းမှာအချင်းကြီးကောင်းနေတယ်ဆိုလို့ရှိရင်တော့ဒါကျန်တာတွေတိတ်ဆိတ်ပူစရာမလိုဘူးဆိုတော့ဘတ်ဂျစ်ကလည်းပြီးခဲ့တဲ့နေ့ကကျွန်တော်သတင်းနေတင်ပေးတဲ့အတိုင်းပဲယာဒီကုံတဲ့အခါဒီအပြောင်းအရွှေ့အငှားယာဒီကုံတဲ့အခါမှာသူတို့လုံးဝဆိုသလိုအန်တိုနီဆန်တိုကိုအပြစ်သက်ခေါ်ခြင်းနဲ့အရင်တုန်းကတော့အငှားတရားစီထက်ခေါ်ခြင်းနဲ့ဘာညာပေါ့ဒါမှမဟုတ်ဘူးလုံးဝအပြစ်သက်သူတို့ခေါ်ခြင်းနဲ့အပြစ်သက်ခေါ်ခြင်းနဲ့ဆိုတော့ဒီနေရာမှာမန်ချက်စတာယူနိုက်တက်ကလည်းလက်ရှိလက်ရှိပလန်တွေကကျွန်တော်တို့ဒီအန်တိုနီဆန်တိုကိုရောင်းမှာ ရောက်မှာဆိုတာကဒီကစားမနဲ့ငါတို့ပရီးမီးယားလေးမှာအဆင်ပြေတယ်ဆိုပြီးတော့သူတို့တွေယူဆထားတဲ့အခြေအနေမျိုးမှာမရှိဘူး။အာပရီးမီးယားလေးမှာတော့ငါတို့အဆင်ပြေဘူးဒီကစားမကိုလုံးဝပါတော့အဆင်ပြေလိမ့်မယ်လို့သူတို့တွေဒါဟိုယူဆထားခြင်းထားလည်းမရှိဘူးဆိုတော့အန်တိုနီဆန်တိုကို35တန်းလောက်နဲ့တင်ကိုရောင်းချဖို့ပြင်ဆင်ထားတယ်။ဘတ်ဂျက်ကပေးပါမလား။ဒါပဲကျွန်တော်ရှိတယ်။အခုလက်ရှိအန်တိုနီဆန်တိုအတွက် choice က United မှာဆက်နေမှာလား။ရီယယ်ဘက်တစ်ကိုပြောင်းမှလာဒါပဲရှိတယ်ဘက်တစ်ကိုပြောင်းမယ်ဆိုရင်လည်းပဲ ရီယယ်ဘက်တစ်ကတော့မန်ချက်စတာယူနိုက်တက်လိုချင်တဲ့ပြောင်းရွှေ့ရေးပမာဏကိုပေးရမှာပဲကျွန်တော်ကတော့ဘယ်လိုပြောမလဲအန်တိုနီဆန်တိုစ်တို့ဘာလို့ ਨੇ ပတ်သက်လို့ရှိရင်အဲလက်ရှိသူရီယယ်ဘက်တစ်မှာကခြေသွမ်းကောင်းနေတဲ့ပုံစံနဲ့ဗောနော်ကိုရီအသင်းကိုပြန်ရောက်လာလို့ကိုရီတာလက်မလွတ်ခဲ့ဘူးဆိုရင်ကစားမယ့်အချိန်နည်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့ယူနိုက်တက်မှာသူတော်တော်လေးကိုအခက်တွေးလေးဦးမယ်လို့ကျွန်တော်ထင်တယ်မန်ချက်စတာယူနိုက်တက်မှာနေရာရဖို့သူတော်တော်လေးတိုင်ပတ်သွားမယ်ဒါအပြင်ကစားရပြီဆိုလို့ရှိရင်လည်းပဲ လက်ရှိဘတ်တစ်မှာကောင်းပြနေတယ်လို့မျိုးကိုအတင်းမှာအမှန်ကန်ကောင်းပြနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပရီးမီးယားလိမာကဟိုဘယ်လိုပြောမလို့အတင်းတိုင်းက physical ကောင်းတဲ့အတင်းကြီးကြီးပဲရေဗျာဒါအပြင်ကျွန်တော်တို့ကအရင်မြန်တဲ့အတင်းကြီးကြီးပဲရေဆိုတော့ပရီးမီးယားလိမာဒီကစားမှာ2နှစ်ကျော်3နှစ်လောက်ဖြတ်တန်းခဲ့ပြီးတော့တိုင်ပတ်ခဲ့တယ်ဆိုတာတခြားမဟုတ်ဘူးသူနဲ့အဆင်ပြေခဲ့ပါတယ်ဆိုတဲ့နီးပြားဖြစ်သူဒီဘယ်လိုပြောမလဲ Eric Ten Hag ရဲ့လက်အောက်မှာလဲသူအခြေအနေမကောင်းခဲ့ဘူးနောက်ထပ်နီးပြားလက်အောက်မှာလဲသူအခြေအနေမကောင်းခဲ့ဘူး ဈားထဲမှာလည်းသူမိန်ကလေးကိစ္စတွေပါသူရဲ့ဘနော်ဒါရီးသားဟောင်းကိစ္စတွေပါနေဆိုတော့သူလည်းပဲဈားထဲမှာစိတ်ပိုင်းဆိုင်ရာအတန်းအတာတခုတိထိခိုက်သွားတာလေးလည်းကျွန်တော်ရှိမှာပဲဒါပေမဲ့တေးကြတာတခုကတော့ဘနော်အန်တိုနီဆန်တိုစ်အတွက်မန်ချက်စတာယူနိုက်တက်နဲ့ပရီးမီးယားလိမှာလုံးဝအခြေအနေတိတ်ပြီးတော့ကျွန်တော်တို့ဒါမကောင်းဘူးဗျာဆိုတော့အတင်းတွက်ဒီလိုမျိုးဘနော်ကစားမားက performance ကောင်းပြနေပြီးတော့ဒီဈေးကောင်းတောင်းလို့ရတဲ့အချိန်မှာကိုပဲကျွန်တော်လက်လွတ်တာအကောင်းဆုံးလို့ကျွန်တော်ထင်တယ်ဒါပါတော့လက်ရှိဆိုလို့ရှိရင်ကစားမားကဘက်တင်မှာခြေသွမ်းပြနေတဲ့ ဆိုတော့ခြေသွမ်းပြလာတော့ဘက်တစ်ရဲ့ဘက်ကလည်းအရင်လိုအငှားထက်ကုန်မဟုတ်ဘဲနဲ့အပြည့်သက်လူချင်းတဲ့ပုံစံမျိုးတွေဖြစ်လာပြီကစားမကလည်းဘက်တစ်မှာအချိန်ကြီးကောင်းနေတော့ United အတွက်ကော Real Betis အတွက်ကော Anthony Santos အတွက်ကောအရာအလုံးကအဆင်ပြေရမှာအရာအလုံးကအဆင်ပြေရမှာဒါကြောင့်ဒီနေ့က sorry ဒါကြောင့်ဘောနော်ဒီပြောင်းရွှေ့မှာ Anthony Santos ကိုကျွန်တော်တို့ကရအောင်ရောင်းချဖို့အခွင့်ကောင်းမယ်အသင်းနေနဲ့ကျူးပန်းသင်းနဲ့ပြီးလို့ရှိရင်ကိုရီအမှန်ကန်လူတဲ့နေရာတွေကိုအစားထိုးသင်းနဲ့ကွင်းလေလူတဲ့ကွင်းလေဒီတယ်မှာကျွန်တော်အစားထိုးရမှာအခုက ကစားမတွေထက်ရောင်းမှရောင်းလို့ရတဲ့ငွေကနေရလာမှကိုရီကကစားမတွေကိုခေါ်ခွင့်ရမှာအန်တိုနီဆန်တိုတို့ပြန်လာရင်အန်တိုနီဆန်တိုတို့ပဲကျွန်တော်ရမှာအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်သူတို့ကိုရောင်းတဲ့ငွေတွေကနေတစင်းတခြားကစားမတွေပြန်ခေါ်ရင်ကစားမအစ်တီကျွန်တော်မျှော်လင့်လို့ရမယ်ညနေအစ်တီကျွန်တော်မျှော်လင့်လို့ရမယ်ပို့ပြီးတော့ physical ဘိုင်းကောင်းတဲ့ကစားမတွေကိုကျွန်တော်မျှော်လင့်လို့ရမယ်အခု premier league ကအရာအားလုံးက physical ဘိုင်းပဲဗျာနော်ဒီများအစ်တီနေဆိုလို့ရှိရင် physical ability တောက်တဲ့ကစားမတွေကြီးပဲရယ်ကိုရီကအမှန်ကန်ကျွန်တော်အနေနဲ့ပေါ့နော်ဒါ ပြန်ပြီးတော့အစားထိုးရမှာကိုဒီမှာအဓိကအားနည်းနေတာဒီ physical ပဲကစားမားတွေကိုကျွန်တော်ကြည့်လိုက်ရင် physical တောက်နေဆိုတော့မကွိုင်းရလောက်ပဲကျွန်တော်ရှိတာတင်နေကစားမားတွေဘာမှမရှိနေဘူးဆိုတော့အတင်းမှာ premier league နဲ့အံဝင်ခွင့်ကြဖြစ်နိုင်မဲ့ player တွေကိုကျွန်တော်ခေါ်ကြိုးပမ်းရမှာဆိုညီကရိုနီနီရောဘယ်လိုမြင်ကြလဲ Anthony Santos ကိုကျွန်တော်ရောင်းချတင်တယ်လို့ထင်ကြလားဒါမှမဟုတ်အတင်းမှာဆက်ထားတင်တယ်လို့ထင်ကြလားသူနေကြပါအားလုံးကိုကြည်တူများကြီးတင်ပါတယ်